Hello JBrief တို့သွားရအောင်။ရာသီဥတုကတော့ Flower ရာသီဥတုဆိုတော့လေဒီနေ့ဘလော်လီကတော့တောင်ကြီးသူတွေ Flower တောင်ကြီးကိုတိတိယမြောက်ဝပေးတော့မှာဖြစ်ပါတယ်။ဖုန်းကြီးကြည့်ရှုပေးကြပါအောင်နော်။ပချက်ဘားလေးတွေပုံမြလုံးနဲ့တောင်ချူမျိုးမှာဘားတွေမှာအမီးရတာလေးတွေပါကောင်းနေဆိုရင်ရွှေပဲလीနော် တောင်ကြီးသူတွေဘလို့ဖာဝါတောက်လဲဆိုတော့တချို့ကကြတော့တောက်ပြီးမှဖာကြတာပေါ့နော်တောင်ကြီးမှာတော့အလိုမဟုတ်ဘူးအစာတွေကိုအရန်ကိုဖာပြီးဘိုင်းဝါအောင်ဖာပြီးမှဖာပြီးတော့ဖာဝါတောက်ကြတာပေါ့နော်အရင်ကတော့ဒီတည်းကအစာတစ်ခုခုဖာပြီးသွားပြီးဆိုရင်မတောက်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီကိုရောက်ပြီးရဲ့နောက်ပိုင်းမှာ အဖောင်းအရင်ဖားတာတွေ့ရတယ်ပေါ့နော်ဝအောင်ဖားပြီးပြီဖုန်မှာတောက်တယ်အတခါတလေဆိုရင်အဒီနေ့နည်းနည်းမူးတယ်လို့ပြောရင်ဒီကညီမလေးတွေကဘာပြောလဲဆိုတော့အမအဖောင်းမမဖားတာအဲ့လိုပြောတာအဲ့လိုနဲ့တီတီလည်းမတောက်ခင်မှာအရင်အဝဆွဲတဲ့အချင်းဖြစ်သွားတယ်ပေါ့နော်ပစ်တိုမှာအဖားတောက်တစ်ခုချင်းဖီတာရဲ့အရသာတွေကောင်းတယ်ပိုရှင်လည်းများတယ် းကတ်တလိပ်ကြော်လေးကအမီးဖို့ဖို့ပြင်မယ်လေဒီတိုင်းလေးပဲတူချီပဲဖားရတာတော်တော်ကိုအရသာရှိနေပြီဒီတော့900ရံဘဖုံအဖိန်တုတ်ကတော့အတန်တကအတန်ဆုံးမြန်မာပါတယ် อืมตูก็ชินๆฟึ๊บๆสู้ไปแม้เนเน่อฉู่ยาตาเลยแหละป่าเดฉู่ยาตาเนเน่แก้ได้ประมาณเราป่าเลยบ่เนาะบะฟอนลีอล้อတော့เนดีหลอกโพชั่นนี้เน4,500ตลอดกูตันเนမနီတူတောက်ကလေးကတော့သူကနည်းနည်းလေးခါတက်တက်လေးဘက်ကိုရှောက်ပြီးတော့အချင်းအဖက်လေးကနည်းနည်းပေါ်ရပဲရောက်တယ်ပေါ့နော်။ချင်းချင်းဖက်ဖက်လေးဆိုရင်တော့ပို့ပြီးတော့ဖာလို့ပို့ကောင်းမယ်။ ုံလေးရေလည်းကောင်းတယ်ဒါကတော့မြင်းခွရဲ့သုံးမြင်းခွရဲ့သုံးလေးရတယ်တော်တော်လေးဖားလို့ကောင်းတယ်ပြီးတော့ဒီရဲ့ကြက်ကြော်လေးတွေနဲ့ရိုးကြော်လေးလည်းကောင်းတယ်အင်းကြက်ကြော်အကြောင်းပြောရမယ်ဆိုရင်တီတီကိုကြည့်လိုက်ပါတီတီကဒီကြက်ပေါင်လုံးလေးကိုတခါတည်းဘဖက်ထဲကိုထည့်ပြီးတော့လှည့်လိုက်တဲ့အချိန်မှာသူကအယိုးလေးကြီးပဲထွက်သွားတာ ြောချင်တာကတော့အထဲထဲထီလဲကြက်သေးအသားရဲ့အီအီလေးတဲ့ရှိတယ်ပြီးတော့အပြင်အရေးကွန်ကလည်းကျွတ်ကျွတ်ရွရွလေးအရန်ဖောက်လို့ကောင်းတယ်အာလူးကြော်ကတော့အရန်ထူ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 တော့ရှိမနေပါဘူးဒါပေမဲ့အာလူးကြော်ကလည်းအမြင့်ထဲမှာမပါမဖြစ်ပဲလीနော်ဖိုင်ရဲ့ signature menu ထဲမှာဆိုရင်ဒီအမဲဥပျော်ခင်းရည်လည်းပါတယ်မဲဥပျော်ခင်းရည်လေးကို နနပင်19လေးထဲ မြုပ်သီးလေးထဲတမျာသီးလေးပါညှစ်လိုက်ရင်လုံးဝဒါကအမီးကောင်းတစ်ခွက်ပဲပေါ့နော်။ဟင်းရည်လေးကပိုးရှင်းနေလဲများတယ်။နောက်တစ်ခုကဒီမှာတုံရဲဟင်းရည်တွေတော်တော်အတောင်များတယ်။ပဲပြားလေးနဲ့များလေးနဲ့ပေါ့နော်။ဒီဟင်းရည်ကဒီပကံလုံးနဲ့ဆိုရင်တော့ဟင်းရည်တပွဲဆိုရင်တဝိုင်းဆောင်လောက်ကတော့အေးဖေးဖေးလေးမြည်လို့ရပြီ။อืมဒါပေမဲ့တီတီလို့အရင်အဖားသမားမပိုင်ဘောနော်။ ်ဘချက်မင်းနူးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တောက်တောက်ဖတ်ဖတ်တော်တော်လေးတော့တန်တယ်ထဲမှာပါတယ်ပြီးတော့အိမ်ရမေမေစုမဟင်းရတော့မုန်ကဖုန်းပေါ့မုန်ကဖုန်းကအိမ်မှာဖုန်းဖားချင်မှုလေနော်ဒါပေမဲ့ဖိုင်ထိုင်လိုက်ပြီဆိုတော့ねမုန်ကဖုန်းမှာမုန်ကဖုန်းဆိုတဲ့အဖွဲ့ရတီးတန့်ကိုရှိရာ ကဲဝါဒီလက်ဆွဲပြီးသွားပြီးဆိုတော့အတောက်ဖက်ကိုလာပြီးပေါ့နော်ဖိုင်မှာဘောကယောကတ်ကတော့ဖိုင်အကောင်းဆုံးလို့ပြောရမယ်ဘောကယောကတ်ကဖိုင်မှာအရန်နာမည်ကြီးမယ်ထင်တယ်ဘာလို့လဲဆိုတော့တော်တော်တောက်လို့ကောင်းတယ်တန်ကားတော့ Jake ရဲ့ signature ပေါ့နော် Jake Brief တို့အဲ Jake Flower ပြောရလိ Runny Whiskey တွေမတောက်ချင်ဘူးဆိုရင်တော့ဘီယာမဘီယာပဲဖိုးတဲ့လူတွေအတွက်လို့ နောက်တစ်မျိုးရှိသေးတယ်ဘီယာတေးတဲ့ဖိုင်မာဘီယာတေးက၃မျိုးရှိတယ်ဂျိတ်ဘီယာတေးချိုချင်ဘီယာတေးဘေဘီဟပ်ဘီယာတေးဖူပြီးတော့ရှိတယ်အထက်မှာတော့တတိယချိုချိုချင်ချင်နဲ့ဝင်သွားရင်သိန်းအောင်ထားတဲ့ချိုချင်ဘီယာတေးကိုအကြိုက်ဆုံးပဲ ဖိုင်မှာကော်တင်မျိုးဖုံအတင်းကောင်းတာမဟုတ်ဘူးလုံးဝအရက်မပါတဲ့မော်တေးတွေလည်းကောင်းတယ်ဖာဝါရီမှာတော့သူကလူကင်နဲ့အစ်စပိုနဲ့ဖူဘီယောဖီနိုနှစ်မျိုးနဲ့ဖာရှိမယ် ဒါကလည်း fine ရဲ့ signature လို့ပြောရမယ်ဒါပေမဲ့လည်းဒီအားလေမီးရတောက်ပြီးတော့ဒီလိုလုတ်ပြရပေါ့နော်ဓပုံရဲ့လူတော့လှတယ်လှုပ်တော့ရှုပ်တယ်ပေါ့နော်သူမီးတောက်နေတဲ့အချိန်မှာမြ мян တောက်ရတယ်ပေါ့နော်အရသာကြိုက်တဲ့လူတွေကတော့ဒါကိုကြိုက်မှာပေါ့နော်ဒါပေမဲ့ဘက်ချက်ပါမှတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို fan ရောက်ရင် try ကို try ကြည့်ခဲ့ပေါ့နော် try ကြည့်တဲ့နေထဲမှာပါတယ် လာပြီလာပြီနောက်တစ်ခုဒါကလေဒီဒီ short video လေးတင်ပေးဘူးလေပေါ့နော်ဒီဟာလုံးဝ one shoot တောင်းရတာလုံးဝအင်းပြောရမယ်ဆိုရင်လေတီးရဲ့မျက်နှာကိုသာ show လိုက်တော့ဘလို့ဖြစ်သွားလဲဖိုးတော့လေကဲဒါဆိုရင်တော့တက်ကီလာကြီးပဲ short နဲ့ဒါမိုးလေးပြောင်း short ကဲအောင်ပေါ့နော် finally finally ကတော့အနောင်မျိုးပတ်လန်းဝပြားလန်းဖုန်အနီးအခွန် UV ဌာနရဲ့မျက်နှာချင်းဖိုင်မှာရှိရပါ ။ဖိုင်လေးကတော့အေးဖေးဖေးနဲ့ထိုင်လို့ကောင်းသလိုဂစ်တာလေးတစ်လက်နဲ့အတန်ဖန်းလို့လည်းရတယ်။ဘလိုလေးရောက်တာပါပဲရှင်။တောင်ချီမြို့ရာသီဥတုနဲ့ဒီတရာတကွက်ပြလိုက်ပြီနော်။